အားလုံးမင်္ဂလာပါအတန်းတို့နိုင်ငံရေးဝီဒီယိုအစီအစဉ်ကနေပြန်လဲကြိုဆိုလိုက်ပါရစေနှစ်စဉ်တပေါင်းလာရောက်ပြီဆိုရင်ဒီရာသီဥတုဒီအပူရှင်တဖြည်းဖြည်းမြင့်တက်လာလဲရှိနေပါတယ်ထို့သူပူပြင်းသောရာသီဥတုအောက်တွင်တိုင်းပြည်တာဝန်ကိုခြေပြန်သောထားဆောင်နေသူများလဲရှိနေပါတယ်လွန်ခဲ့သောနှစ်ပေါင်း80ကအခုလိုပြင်းထန်သောအပူရှင်အောက်တွင်မြို့ချစ်တံပေါ်တော်များသည်တိုင်းပြည်လွတ်လပ်ရေးအတွက်ဖက်စစ်ဂျပန်တို့ကိုတိုက်ထုတ်ရန်ဆွတ်ထွက်ခဲ့ကြပါတယ်တီတီကြကြပြောရမယ်ဆိုရင်တော့ 1945ခုနှစ်မတ်လ29ရက်နေ့တွင်တန့်ပေါ်သည်မြမသမိုင်းတွင်ထာဝစဉ်ထင်ရှားနေမည်ဖက်စစ်တော်နေကြီးကိုပြည်သူလူထုနှင့်အတူလက်တွဲပြီးတော့ပါဝင်ဆင်နွှဲခဲ့ပါသည်ထို့သောဖက်စစ်တော်လည်းကိုဆင်းရဲခဲ့သောနေ့ဖြစ်သည့်မလ29ရက်နေ့ကိုတပ်မတော်နေ့ဖြစ်သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။နေ့စဉ်ထိုနေ့ရောက်ရင်ကြည်ရီလီတပ်မတော်သားတပ်ဖွဲ့ဝင်အားလုံးပါဝင်သောတပ်မတော်နေ့စီးရီးပြအခမ်းအနားကြီးကိုခမ်းနားထဲဝါစွာကျင်းပလေ့ရှိပါတယ်။ ထိုမောမြတ်သောအစဉ်လာများနဲ့အညီယခုနှစ်မတ်လ29ရက်နေ့တွင်လည်းပြည်အောင်စုတံတော်ကြီးဖွဲ့စည်းတည်ထောင်ခဲ့တဲ့နှစ်80ပြည့်တံတော်နှင့်အခမ်းအနားကြီးကိုကျင်းပတော်မူဖြစ်ပါတယ်။စင်စစ်အဖြစ်တံတော်သည် BIA PDA PNA နဲ့ PVF ကိုအစဉ်စဉ်ပြောင်းလဲလာခဲ့ပြီးတိုင်းပြည်လွတ်လပ်ရေးအတွက်တိုက်ပွဲဝင်ခဲ့ကြတာပါ။တံတော်သည်1948ခု49ခုနှစ်ကာလများတွင် လွတ်လပ်ရေးနဲ့အတူတပါတဲ့ပါဝင်လာသောပြည်တွင်းတောင်းကျမှုများကိုလည်းနှိမ်နှင်းခဲ့ရပါတယ်။ထို့ပြင်တက်မတော်သည့်နိုင်ငံတော်၏လွတ်လပ်ရေးအချုပ်အခြာအာဏာကိုထိပါလာရင်ပြည်ပကျူးကျော်သူတရုတ်ပြည်များကိုလည်း1952ခုနှစ်မှ1958ခုနှစ်အထိစစ်စင်ရေးကြီးများကိုဆင်နွှဲပြီးကမှမြမမြေပေါ်ကနေတွန်းလှန်တိုက်ထုတ်ကာကွယ်ခဲ့ကြရတာပါ။ထို့နောက်တောင်တော်တီ1958ခုနှစ်ပါလီမန်ဒီမိုကရေစီခေတ်တွင်နိုင်ငံတော်ကိုအိမ်ဆောင်အစိုးရဖြစ်နေထိန်းသိမ်းဆောက်ရှောက်ခဲ့ရပါတယ် 1962ခုနှစ်တွင်လည်းတော်လိုင်းရေးကောင်စီကိုဖွဲ့စည်းပြီးကကြမှာနိုင်ငံတော်၏အာဏာရရက်ကိုထိမ့်သိမ်းတာဝန်ယူခဲ့ရပါတယ်။ထို့ပြင်1988ခုနှစ်ထိတ်လန့်ပွဲရာကောင်းသောအရေးခင်းများကြောင့်တမ်းမလို့သည်စတင်မာ18ရက်နေ့တွင်နိုင်ငံတော်ငြိမ်းဝန်ပြည်ပြမှုတည်ဆောက်ရေးအဖွဲ့ဟူ၍ဖွဲ့စည်းပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်ခဲ့ရပါတယ်။ထို့နောက်1998ခုနှစ်နိုဝင်ဘာလ15ရက်နေ့တွင် နိုင်ငံတော်အေဂျင်နာနဲ့ဖွံ့ဖြိုးရေးကောင်စီဟူ၍ပြင်ဆင်ဖွဲ့စည်းကနိုင်ငံတော်ရှေ့ဆက်သွားမီလမ်းပြမြေပုံများကိုချမှတ်ပေးခဲ့ပါတယ်။2010ခုနှစ်တွင်လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲများကျင်းပပြုလုပ်ပေးခဲ့ပြီးရွေးကောက်ခံအမတ်များနဲ့လွှတ်တော်များခေါ်ယူက2011ခုနှစ်မတ်လ31ရက်နေ့တွင်အယက်သားများဖြင့်ဖွဲ့စည်းထားသောဒီမိုကရေစီအစိုးရသို့အာဏာညှင့်သာသောချောမွေ့စွာလွှတ်ပြောင်းပေးနိုင်ခဲ့ပါသည်။ထို့စွမ်းဆောင်ခြင်းများသည့်မြေသူမှညှင်းလို့မရနိုင်သောတပ်မတော်၏ကြိုးပမ်းအထောက်အမှုပင်ဖြစ်ပါသည်။ မဲသမားမဲမသမားမှုများဖြစ်ပေါ်ခဲ့တဲ့2020ရွေးကောက်ပွဲနေကတံပရောအနေနဲ့ဒီမိုကရေစီအစိုးရတက်တန်းနှစ်ခုတွင်နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုထမ်းဆောင်လျက်ရှိနေသည့်အပြင်အစိုးရနှင့်ပြည်သူနှင့်အတူတိုင်းကျိုးပြည်ကျိုးတိုင်းပြည်ပြည်ပြည်လုပ်ငန်းများကိုဆွမ်းဆောင်တင်မဲ့ထမ်းဆောင်ခဲ့ပါတယ်။သို့သော2020ပြည်နှစ်အထွေထွေရွေးကောက်ပွဲတွင်မဲမသမားမှုများဖြစ်ပေါ်ခဲ့သဖြင့်တရားနီလန်းတကြဖြည့်ရှင်းပေးရန်သက်ဆိုင်ရာတာဝန်ရှိသူများကိုတောင်းဆိုခဲ့တော်လဲ ဖြည့်ရှင်းဆောင်ရွက်ပေးခြင်းမရှိဘဲနဲ့နိုင်ငံတော်အာဏာကိုအာရမနီလန်းဖြင့်ရယူရန်ကြိုးပမ်းလာခဲ့သဖြင့်တမ်လို့ဒီဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီ2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့တွင်နိုင်ငံတော်အာဏာကိုခਿੱတတာဝန်ယူထိန်းသိမ်းခဲ့ရပါတယ်။နိုင်ငံတော်စီမံအချို့ရေးကောင်စီသည်နိုင်ငံတော်တာဝန်ဝန်စတဲ့ထမ်းဆောင်ခင်ကလေးကရှေးလုံငန်းစဉ်9ရက်နေ့နေ့ဥတီချက်9ရက်ချမှတ်ကတိုင်းပြည်ကိုတည်ငြိမ်အေဂျင်တာအေးတရားဥပဒေစိုးမိုးရေးနဲ့စားရေးရိတ်ခါဖူလုံရေး စီးပွားရေးလုပ်ငန်းများတိုးတက်ရေးနဲ့ရွေးကောက်ပွဲကျင်းပနိုင်ရေးစသည့်လုပ်ငန်းများကိုအဆင့်အလိုက်အရှိန်အဟုန်မြင့်အကောင့်ထဲပေါ်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အန်ဒီမှာရည်မှန်းချက်ဖြစ်သည့်လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတရက်ကျင်းပပေးနိုင်ရေးဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌတမတော်ကာဝေးဦးသချုပ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ပြောကြားချက်တစ်ခုမှာမိမိတို့တမတော်သားများသည်ဒုတာဝန်ရေးသုံးပါးကိုဥထိပ်ပန်ဆင်ပြီး နိုင်ငံတော်ဘူးအချုပ်ချာအာနာတီနဲ့ခိုင်မြဲစေရေးနဲ့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကိုအတိအကျနေရာမှတာဝန်ယူထမ်းဆောင်နေကြသူများဖြစ်ကြောင်းထို့ပြင်ဒို့တော်ဝအရေးတော်မှကိုထိပါလာမည်အရေးကြုံလာရင်လည်းမိမိတို့တတ်မတော်သည်နိုင်ငံတော်နဲ့ပြည်သူအတွက်အသက်ကိုပရနာမထားဘဲနဲ့ဆွန့်လွတ်ဆွန်းစားသည့်စိတ်ဓာတ်များဖြင့်ကာကွယ်ဆောင်ရှောက်နေသည့်အခိုင်အမာဆုံးအင်အားစုတစ်ရပ်ဖြစ်ကြောင်းလက်ရှိကာလများတွင်လည်းမိမိတို့တတ်မတော်သည် ပြည်သူတို့လိုလားတောင်းတနေသည့်စစ်မှန်စည်းကမ်းပြည့်ဝသောပါတီဇွန်ဒီမိုကရေစီစနစ်လမ်းကြောင်းပေါ်တွင်ခိုင်မာစွာရှောက်လန်းနိုင်ရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုတည်ဆောက်နိုင်ရေးအတွက်ဖွဲ့စည်းပုံခြေကံ2008ခုနှစ်နဲ့အညီနိုင်ငံတော်၏တာဝန်များကိုထမ်းဆောင်လျက်ရှိနေကြောင်းတမတော်ကာဝေးကြည့်ပူတင်ကြောင်းပူတင်နှန်းကြောင်းဘာထုတင်ပူတင်နှန်းအမှတ်စဉ်128တူရတက်ခွဲတင်နှန်းစင်းပွဲတင်နှန်းစင်းဂုံပြူစီရပြအခမ်းအနားတိုင်းပြောကြားသွားခဲ့ပါတယ် ယခုချိန်တွင်လက်နက်ကင်လမ်းစဉ်များကိုမစွန့်လွတ်လို့သည့်တိုင်းရင်းသားလက်နက်ကင်တောင်းချမ်းသူစစ်သွေးကြအဖွဲ့အစည်းတချို့နှင့် NGC ရ PH PD ရဲ့အမိခံအကြမ်းဖက်သမားများနဲ့ပူးပေါင်းပြီးကကြမှာပြည်သူများကိုအကြောက်တရားလွှမ်းမိုးစေ၎င်းတို့ထိန်းချုပ်နေမည်များချက်ထွန်းနိုင်ရေးအတွက်နိုင်ငံရေးကိစ္စကိုအကြောင်းပြပြီးတော့အကြမ်းဖက်လက်နက်ကင်တောင်းချမ်းမှုများညီလန်းများကိုလည်းတရားလက်လွတ်ဥပဒေမဲ့လှုပ်ဆောင်လျက်ရှိနေပါတယ်ထို့သောအကြမ်းဖက်လက်နက်ကင်ညီလန်းများကြောင့် နေမြဒေတာတချို့မတီမငင်ဖြစ်ခဲ့ရပြီကကျွန်မဒေတာကံပြည်သူများ၏လူမှုစီးပွားဘဝနဲ့အသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုများလည်းရှိနေပါတယ်။အကျံဖက်လက်နက်ကင်လမ်းစဉ်ကျင့်သုံးနေသည့်အကျံဖက်တောင်းကျမ်းသူများသည်ထောက်ရငင်းငင်းရရှိပြီးပြည်တော်စုနှင့်အတူပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်ပါဝင်လျှောက်လှမ်းနိုင်ရေးထက်နေမြနဲ့အာဏာရရှိရေးကိုသာဥတီလှုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ထို့ပြင်အကျံဖက်သမားများသည် ထို့တွင်အကြံဖတ်မှာသည့်အေဂျင်သောနေလိုသည်ပြည်သူများကိုစင်ကြင်တုံတရားရှိသည့်ပြည်သူများနဲ့နိုင်ငံဝန်ထမ်းများကိုချင်းချောက်ခြင်းအချက်ကင်ပြရားပေးခြင်းများကိုလည်းပြုလုပ်နေတဲ့သို့နိုင်ငံတော်အကြံဖတ်တိုက်ခိုက်မှုများပုံမှုလုဆောင်နေကြသဖြင့်တည်ငြိမ်အေဂျင်သောနေဆိုင်လိုကြသည့်ပြည်သူများ၏အသက်အိုးအိမ်စီးစဉ်ပစ္စည်းဥစ္စာများသည့်ပြည်သူပိုင်အဆောက်အအုံများများစွာပျက်စီးဆုံးရှုံးလျက်ရှိနေပါသည်ထို့ကြောင့်အေဂျင်သောနေဆိုင်လိုကြသည့်အပြစ်မဲ့ပြည်သူများသည့် နိုင်ငံရေးပြည်ထောင်များကိုအကြမ်းဖက်နှီးလန်းဖြင့်ရာယူရန်စူးစမ်းနေကြသည့်အကြမ်းဖက်သမတောင်းရန်သူများကိုအလွန်ရွှင်ရှားဆက်ဆုပ်နေကြပြီဖြစ်ပါတယ်။တံပရောတိပြည်သူလူထုကပေါက်ဖွားလာသည့်ပြည်သူတံပရောဖြစ်ပြီးကကြမှာနိုင်ငံတော်၏အစိပ်ပိုင်းတစ်ခုဖြစ်သည့်နှင့်အားလျော်စွာပြည်သူများ၏အသက်အိုးအိမ်စည်းစိမ်ကိုကာဝယ်ရန်နိုင်ငံတော်ကိုကာဝယ်ရန်အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါသည်။ထို့ကြောင့်တံပရောကဆင်နွဲ့နေသည့်တရားတော်စစ်အောင်မြင်နိုင်ရေးနှင့် ကျင်းကျင်းအေးချမ်းသာရဲ့အေးကိုလိုလားသည့်ပြည်သူလူထုတရက်လုံးကဝန်းရံထောက်ခံအားပေးလျက်ရှိနေပါတယ်။အထူးသဖြင့်ပေါင်းရံသူများအမြင့်ပြတ်ချီးမွမ်းရေးအတွက်ပြည်သူများ၏ပူးပေါင်းဆောင်ရွက်မှုများလည်းများစွာလိုအပ်ပါတယ်။ဒါမှမဟုတ်အနေနဲ့ပေါင်းရံသူအမြင့်ပြတ်ချီးမွမ်းရေးအတွက်တင်းကျင်းအေးချမ်းသာရဲ့အေးကိုလိုလားသည့်ဒေသခံပြည်သူများနဲ့ပူးပေါင်းဆောင်ရွက်ကတရားသောစစ်ကိုဆက်လက်ဆင်နွှဲလျက်ရှိနေပါမယ်။တမ်ဘောဒီစတင်တရေတီလာကလေးက1940ခုနှစ်ယနေ့အထိ တိုင်းပြည်နယ်လူမျိုးအတွက်အကာအကွယ်ရေးတာဝန်အပြင်နိုင်ငံတော်တည်ဆောက်ရေးတာဝန်များကိုပါပူးတွဲထမ်းဆောင်လျက်ရှိနေပါတယ်။အထူးသဖြင့်ဒုတာဝန်ရေးသုံးပါးကိုအမျိုးသားရေးတာဝန်တရအဖြစ်ခန့်ယူကာဦးလဲမတုံထမ်းလို့ထမ်းရွက်နေပါတယ်။တိုင်းပြည်တွင်းလွတ်လပ်ရေးနဲ့အတူတပါတဲ့ဖြစ်ပေါ်လာသောပြည်တွင်းတောင်းကျမ်းမှုများကိုလက်ရှိအခြေအနေထိနှိမ်နှင်းတိုက်ခိုက်နေရဆဲဖြစ်ပါတယ်။ထို့သူပြည်တွင်းတောင်းကျမှုများနှိမ်နှင်းရတော့တောင်းတော်သားများ၏အသက်သွေးချွေးပေါများစွာပေးဆက်ခဲ့ရပါတယ်။ထို့ပြင် ပြည်ပကျူးကျော်သူများကိုလည်းတိုက်ခတ်ချေမှုန်းခဲ့ရပါသေးတယ်။တိုင်းပြည်အတွင်းအရေးကြုံလာရင်ရှေ့ကရက်တီပြီးတော့မမမမရက်တီခဲ့တဲ့အချိန်ကာလများစွာများတွင်တံမတော်သည်ကြာရတာဝန်ကိုစစ်မှန်သောစေတနာစိတ်တတ်မှန်နဲ့အကောင်ဆုံးထမ်းဆွတ်ခဲ့ပါတယ်။တို့တို့နိုင်ငံတော်တာဝန်များကိုစီမံခန့်ခွဲအုပ်ချုပ်ခဲ့ရသည့်ကာလများနဲ့တံမတော်သည်တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကလိုအပ်လျက်ဖြစ်သည့်လန်ဒရာစေမျောင်းတာဒမန်များနဲ့တက္ကသိုလ်များကျောင်းများဆက်သွယ်ရေးစခန်းများကိုလည်းတိစောက်ခဲ့ရပါတယ်။ ထူးသဖြင့်ဝေးလံကောင်းပါသောနေသက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအဆောက်အအုံများကိုငွေကြေးအမြောက်အများအကုန်ကျခံပြီးတော့တိဆောက်ပေးခဲ့ပါတယ်။ဆိုရရင်ပြည်တော်စုတက်မတော်သည်မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းနဲ့အတူပေါ်ထွန်းလာခြင်းဖြစ်ပါတယ်။ထို့သောတိုင်းပြည်နှင့်လူမျိုးအတွက်လိုအပ်လျက်ရှိလျက်ဖြစ်တည်နေသောတက်မတော်သည်နိုင်ငံတော်ကာကွယ်ရေးတာဝန်များပြင်တမ်းတိုင်းပြည်အတွင်းအခက်အခဲအကျက်တင်းများကြုံတွေ့နေရသည့်အချိန်တိုင်း ်ပြည်သူလူထုရှိမှမမမမရက်တီဆောင်ရွက်ပေးလျက်ရှိပါတယ်အထူးသဖြင့်တမတော်သည်မဲမတမမှုများကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီနိုင်ငံတော်တာဝန်များကိုခိတ္တထိန်းသိမ်းခဲ့ရပြီးတဲ့နောက်မှာနိုင်ငံရေးရည်မှန်းချက်နှစ်ရက်ဖြစ်သည့်စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့်ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်ပြည်တော်စုကိုတည်ဆောက်နိုင်ရေးကို၎င်းအမျိုးသားရေးရည်မှန်းချက်နှစ်ရက်ဖြစ်သည့်တိုင်းပြည်သားရဝါပြောရေးနှင့်စားနပ်ရိက္ခာဖူလုံရေးဆိုတဲ့ ရည်မှန်းချက်များချမှတ်ကအကောင့်တွေဖော်ဆောင်ရွက်လျက်ရှိနေပါတယ်ထို့ကြောင့်တမ်ဘရော်နေနဲ့တိုင်းပြည်ဒီညအေဂျင်တာဝါပြောရေးအတွက်အမျိုးသားရေးတာဝန်များကိုကြေညာစွာထမ်းဆောင်လျက်ရှိပါကြောင်း2025ခုနှစ်မတ်လ29ရက်နေ့တွင်ကြာရောက်မိ280ပြည့်တမ်ဘရော်နေကိုကျူစုကွန်ပျူတင်ဆက်ပေးလျက်ရှိပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဒီမှာပြန်လည်ဆုံးတွေ့ပါမယ်